အခုဗီဒီယိုလေးကတော့ Python programming language ရဲ့အပိုင်းနှစ်ကြောင်းကိုဆက်လက်ဖော်ပြတာဖြစ်ပါတယ်။ဒီအပိုင်းမှာတော့ Python programming ကိုသုံးပြီးတော့ဘလို application တွေတီထွင်ဖန်တီးလို့ရလဲဆိုတဲ့အကြောင်းကိုရှင်းလင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Python programming ကိုသုံးပြီးဘလို application တွေရေးသားနိုင်တယ်လဲဆိုရင်တော့တခြား programming language များနည်းတူ Python က ဟုတ်ရှင်းနေကိုရေးသားဖန်တီးနိုင်တဲ့ language တစ်ခုဖြစ်ပါတယ်အဲ့လိုပဲဒီ python ဟာ data science တို့ machine learning တို့ artificial intelligent application တွေကိုရေးတဲ့အခါမှာလည်းသင်တော်တဲ့ language တစ်ခုဖြစ်ပါတယ်နောက် python ကိုသုံးပြီးတော့ automation နဲ့ scraping လို့ system တွေကိုရေးသားဖန်တီးနိုင်ပါတယ်အဲ့လိုပဲသုတေသနလုပ်ငန်းတွေအတွက်သုံးပြတဲ့ scientific computing မှာဆိုရင်လည်းဒီ python ကိုသုံးပြီးတော့စမ်းသပ်မှုတွေ program တွေရေးသားနိုင်ပါတယ် game program တွေကိုရေးတဲ့အခါမှာလည်း python ဟာသင်တော်တဲ့ language တစ်ခုဖြစ်ပါတယ်အဲ့လိုပဲဒီ networking အတွက် control လုပ်တဲ့ network system တွေကို manage လုပ်တဲ့အခါမှာလည်း python ကိုသုံးပြီးတော့ရေးသားနိုင်ပါတယ်ဒီမှာတော့ python ကိုသုံးပြီးတော့ web application တွေကိုရေးသားတဲ့အခါမှာတော့ဒီ front end လို့ application တွေကတော့တခြား programming language တွေဖြစ်တဲ့ ဖရန့်အန်ဒီမှာရေးလေရေးထားရှိတဲ့ HTML လို့ CSS တို့ JavaScript တို့လိုမျိုး framework တွေကိုသုံးပြီးတော့ဖရန့်အန်တွေကိုရေးနိုင်တယ်လို့ Python နဲ့လည်းသူကလွယ်တကူချိတ်ဆက်နိုင်တယ်။သူက easy to integrate ဖြစ်တာပေါ့နော်။အဲ့တော့ Python မှာတော့သူကဒီ back end application တွေကိုရေးဖို့အတွက်ဆိုရင် Python ကသူ့ရဲ့ specific သူတီထွင်ရေးသားထားတဲ့သူ့ရဲ့ framework တွေရှိရပေါ့နော်အဲ့ framework တွေမှာဆိုလို့ရှိရင်ခုန Jamgo တို့ Flash တို့လိုမျိုး Pyramid တို့ Fast API တို့ဟာဆိုရင်ဒီ ဒီ back end application တွေအတွက်ကို ecosystem တွေအနေနဲ့ကို python framework တွေ library တွေအနေနဲ့ဒီ programmer ကသူလိုချင်တဲ့ပုံစံအတိုင်းသုံးစွဲပြီးတော့ဖန်တီးသွားနိုင်ပါတယ်ဒီ python ကိုသုံးပြီးတော့ရေးသားတဲ့ website တွေထဲမှာဆိုရင်တော့သူနာမည်ကြီးတာပေါ့နော်နာမည်ကြီးပြီးတော့လူသိများတာဆိုရင် Netflix လိုမျိုးဆိုရင်တော့ python သုံးပြီးရေးထားတာဖြစ်တယ် Amazon သူကတော့ e-commerce system ပေါ့နော်အဲ့ဒါဆိုလဲတော့ python ကိုသုံးပြီးရေးထားတယ်။ဒါ uber တို့လိုမျိုး dropbox တို့လိုမျိုးပေါ့နော် storage manage လုပ်တဲ့ dropbox တို့လိုမျိုးအဲ့ဒါတွေက python ကိုသုံးပြီးရေးထားတဲ့ဒီလူသိများတဲ့ website တွေဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုရင်တော့အဲ web development အတွက် python ရဲ့ name ကြီး framework တွေပေါ့နော်အဲ့ဒီမှာ jamgo flash တို့ fast api တို့ pyramid တို့ဒါတွေကိုသုံးပြီးတော့ web application တွေကိုရေးသားလေးရှိကြပါတယ်။နောက်ထပ် python ကိုသုံးပြီးတော့ဖန်တီးနိုင်တဲ့ application တွေကတော့ဗားရည်လဲဆိုရင်တော့ဒီ data science application တွေဒီ machine learning တို့ deep learning တို့ artificial intelligence ai နဲ့ဆိုင်တဲ့ application တွေကိုရေးတဲ့အခါမှာတော့ဒီ python ကအရေးကြီးတဲ့ programming language တစ်ခုအနေနဲ့သူကအသုံးပြုပြီးရေးသားနိုင်ပါတယ်။အဲ့တော့များသောအားဖြင့်တော့ data science ဆိုတာတော့သူတေသနာရောအသုံးချစနစ်တွေရောမှာဒီ data science နဲ့ပတ်သက်တဲ့ application တွေက python ကိုသုံးပါတယ်။ထို့နည်းတူစွာပဲဒီ machine learning တို့ deep learning တို့ဒါတွေကသူ AI ရဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်တယ်။ဒါတွေကိုသုံးပြီးတော့ဒီ AI based application တွေကိုရေးကြတာပေါ့နော်။ဒါတွေခါမှလည်းသူက python ကိုသုံးတယ်။ဒီ AI ရဲ့ application တွေဖြစ်တဲ့ NLP တို့ computer vision တို့ robotics တို့ game တို့အခု ChatGPT တို့လိုလိုမျိုး generative AI တွေကို ဖန်တီးတဲ့အခါမှာလည်းသူကပိုက်သုံးကိုသုံးပြီးရေးပါတယ်။ဒီအောက်မှာတော့သူတို့ရဲ့သက်ဆိုင်ရာဒီ framework လေးတွေကိုဒါဖော်ပြထားတာဖြစ်ပါတယ်။ data science application ဆိုတာဘယ်လိုမျိုးတွေလဲဆိုတော့ဒီ data analysis လုပ်တဲ့လုပ်ဒီပေါ့နော်နောက်တစ်ခုကကျတော့ဒီကျွန်တော်တို့က big data data ပမာဏအများကြီးရှိနေတဲ့အထက်ကနေ data cleaning တို့ data pre processing လို့လုပ်တဲ့အလုပ်မျိုးတွေနောက်တစ်ခုကတော့သူတကယ်တမ်းဒီ data တွေအများကြီးတရားအချက်လက်တွေဆွဲထုတ်ပြီး business intelligence တို့ reporting တို့လုပ်တဲ့လုပ်ငန်းစဉ်တွေနောက်တစ်ခုကတော့အဲ့ဒီ data အချက်လက်တွေပေါ်မူတည်ပြီးတော့ predictive analytic လို့ခေါ်တဲ့အာဒါဘယ်လိုချိန်မှာဘယ်လောက်ရောင်းအားတွေတက်မလဲဘယ်လိုဖြစ်လာနိုင်လဲအစရှိသဖြင့် data တွေပေါ်မှာတွက်ချက်ရတဲ့လုပ်ငန်းစဉ်တွေပေါ့နော်ဒါတွေကို data science application တွေလို့ ခေါ်ပါတယ်အဲ့ဒီ data science application တွေကိုဒီ python နဲ့ဖန်တီးရေးသားတဲ့အခါမှာတော့အောက်မှာပေါ်ပြထားတဲ့ဒီ python ရဲ့ framework တွေကိုသုံးပြီးတော့ဖန်တီးနိုင်ပါတယ် nanpy တို့နော် panda တို့လိုမျိုးဒီ framework တွေကတော့ဘယ်အတွက်သုံးနေရှိလဲဆိုရင်ဒီခုနက data science algorithm တွေနဲ့ data science ကိုတွဲကျက်တဲ့ function တွေနဲ့လှုပ်လှုပ်ဖို့အတွက်ဒီသုံးပြနိုင်တဲ့ framework တွေဖြစ်ပါတယ်အဲ matplotlib တို့ဒီ seaborn တို့ကကျတော့ဒါ data visualization ပေါ့နော်ဒီညာဘက်မှာပြထားတဲ့ပုံလေးတွေလို့ပေါ့အဲ့ data တွေနဲ့ပတ်သက်ပြီး visualization တွေကိုဖန်တီးခြင်းတဲ့အခါမှာသုံးတဲ့ framework တွေဖြစ်ပါတယ် scikit-learn တို့ဘာလို့ကျတော့ခုနကတည်းက data science algorithm တွေ function တွေအတွက်သုံးတဲ့သူဒီလည်းပဲသုံးများတဲ့ framework ဖြစ်ပါတယ်ဒီလို framework တွေကိုသုံးပြီးတော့ဒီ data science application တွေကိုရေးသားဖန်တီးတည်ဆောက်နိုင်ပါတယ် machine learning နဲ့ deep learning တို့ဆိုတာ AI ရဲ့အရေးပါတဲ့ learning system တွေဖြစ်တာပေါ့နော်။တနည်းအားဖြင့် AI ရဲ့ sub system တွေပေါ့နော်။ AI ကိုရေးသားတဲ့အခါမှာ AI system တွေကိုဖန်တီးတဲ့အခါမှာဒီ machine learning တို့ deep learning တို့ကို algorithm တွေကိုတုံးပြီးတော့ရေးသားဖန်တီးရတာပေါ့နော်အဲ့တော့ machine learning နဲ့ deep learning တို့ဆိုတော့တကယ်တော့သူတို့ရဲ့ learning method တွေရှိတာပေါ့နော်ဒါတွေကိုတုံးပြီးတော့ blue system တွေဖန်တီးနိုင်လဲဆိုတော့ recommendation system မျိုးတွေ detection တွေပေါ့နော် span filtering တွေ classification တွေ prediction တွေပေါ့နော်ဒါတွေဒီလို system တွေကိုဒီ machine learning deep learning algorithm တွေတုံးပြီးဖန်တီးရေးသားရတာပေါ့နော်အဲ့တော့ machine learning လို့ပြောရင် machine learning မှာလဲသူက ပုံစံအမျိုးမျိုးရှိတယ်ပေါ့နော် supervised learning တို့ and supervised learning တို့ reinforcement learning တို့အဲ့လို learning method တွေရှိသလိုပဲ deep learning ကတော့သူအဓိကတော့လူရဲ့အုံနောက်လှုပ်လှုပ်သွားတဲ့ brain neural network ပေါ့နော်အထူးသဖြင့် neural network ရဲ့ဒီလှုပ်လှုပ်သွားတဲ့ပုံစံဥပမာ CNN model တို့ဘာလို့အဲ့အဲ့တော့ deep learning model တွေကိုဒီခုနကတော့ဒီ recommendation system နဲ့ detection system နဲ့ filtering system နဲ့ classification နဲ့ prediction တွေကို ဒီဖန်တီးရေးသားတော့မယ်ဆိုရင်ဒီ algorithm နေဒီ method တွေဒီ learning method တွေကိုတုံးပြီးတော့ရေးရတာပေါ့နော်အဲ့လိုရေးတဲ့အခါမှာခုနကတော့ပြောထားတဲ့ nan pine တို့ panda တို့နောက် sick pine တို့ sickit land တို့အဲ့ဒီအစရှိသဖြင့်အဲ့ဒီ algorithm တွေက machine learning deep learning ဒီ algorithm တွေ method တွေကို counter for ရေးသားနိုင်တဲ့ python ရဲ့ framework တွေဖြစ်ပါတယ်အဲ့လိုပဲသူ့ရဲ့ဒီဘက်မှာဆိုရင် pytorch တို့ TensorFlow လို့လည်းမျိုး algorithm တွေကလည်းဒီ deep learning ကို support လုပ်တဲ့ framework တွေဖြစ်ပါတယ်အဲ့တော့ visualization ကိုသုံးကျင်နေဆိုရင်လည်းခုနကပြောတဲ့ seaborn တို့ matplotlib တို့အစရှိတဲ့ဒီ framework တွေကိုသုံးပြီးတော့ကိုယ့်ရဲ့ system ကိုအကောင့်ထဲပေါ်ဖန်တီးရေးသားနိုင်ပါတယ်နောက်တစ်ခုကတော့လူတွေက AI system တွေပေါ့เนาะ AI ဆိုအခုချိန်မှာတော့သူကလူတွေစိတ်ဝင်စားတဲ့ပညာရပ်တစ်ခုဖြစ်လာတာ เนาะ AI ဆိုတာကတော့ဗာလဲလို့ပြောရင်တော့ AI application တွေကတော့အများကြီးရှိတာပေါ့เนาะအဲ့ထဲမှာမှသူက natural language processing ပေါ့ဘာသာစကားတွေအမျိုးမျိုးနဲ့လုံးလုံးနိုင်တဲ့ natural language processing ကလည်းသူက AI ပဲ computer vision ပေါ့သူကရုပ်ပုံတစ်ခုမြင်သူကဗာလဲဆိုတော့ပြန်ဖော်ထုတ်တာမျိုး computer vision လို့ robotic ပေါ့ robot တစ်ခုဘယ်လို အလုတ်လုတ်သွားတယ်လဲ intelligent ဖြစ်အောင်ဘလို့လုတ်လုတ်တယ်လဲဆိုတော့အဲ့ဒါကိုသူ robotic လို့ခေါ်တာပေါ့နော်အခုတော့ gaming နေပေါ့ game programming နောက်တစ်ခုကတော့ဒီဒီအခုခေတ်စားနေတဲ့ ChatGPT တို့ Gemini တို့လိုမျိုးဒီ generative AI နေပေါ့နော် chatbot တွေလို့ခေါ်တာပေါ့အဲ့ဒါမျိုးတွေကိုဖန်တီးတဲ့ system နေပေါ့ဒါတွေကိုတနည်းအားဖြင့်တော့ချုပ်ငုံပြီး AI လို့ပြောတာပေါ့နော်အဲ့တော့အထူးသဖြင့်တော့ AI ဆိုတာကအခုချိန်မှာတော့သူက training ဖြစ်လာတဲ့အတွက်ကြောင့် AI system တွေကို counter ဖို့ဆိုရင်တော့ဒီ Python ရဲ့ framework တူသုံးပြီးတော့လုပ်ရတာရှိတယ်ပေါ့နော်အဲ့တော့ NLP လို့ခေါ်တဲ့ဘာသာစကားတွေကိုဒီဘာသာပြန်တဲ့လုပ်ငန်းမျိုးပေါ့နော် natural language processing ဘာသာပြန်တာတခုလည်းတော့မဟုတ်ဘူး processing ပေါ့နော်အဲ့တော့အဲ့လိုမျိုး NLP လိုမျိုး AI system တွေကိုအဲသုံးနိုင်တဲ့ framework တွေလည်းရှိတယ်ဒါ computer vision ပေါ့အဲ့ computer vision နဲ့ ဆိုင်တဲ့ application တွေကိုဖန်ပြီးတော့မယ်ဆို open cv လိုမျိုးပေါ့เนาะအဲ့လို python framework ecosystem တွေရှိတယ်နောက်တစ်ခုက image transformation လုပ်တဲ့ ecosystem မျိုးတွေနောက် game တွေကိုရေးသားတဲ့ဒီ python framework data တွေအများကြီးအာဘယ်လိုပုံစံမျိုးနဲ့ရှိလဲဆို framework ecosystem တွေပုံစံမျိုးနဲ့လိုအပ်တယ်လို့ယူသုံးပြီးတော့ဖန်ပြီးရေးသားနိုင်ပါတယ် Python programming ကြောင်းသိကောင်းစရာပိုင်းနှစ်ကိုတော့ဒီမှာပဲရင်နာပါမယ်။ပိုင်း3မှာတော့ဒီ Python programming ကိုသုံးပြီးတော့ရေးသားနိုင်တဲ့ automation တွေဒီ scaping system တွေဘယ်လိုရေးသားလဲဆိုတဲ့အကြောင်းကိုဆက်လက်ဆွေးနွေးပို့ချသွားမှာဖြစ်ပါတယ်။